အားလုံးမင်္ဂလာပါ Idea with ဖြိုမြင့်သူ Facebook နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာဖိုးကျိုးရေးသားထားတဲ့ God Don Credo မဟုတ်ရေအောင်မျိုးလို့ဆိုတဲ့စာအုပ်အပိုင်း6ကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ် God Don Credo မဟုတ်ရေအောင်မျိုးလို့ဆိုတဲ့စာအုပ်ကရခိုင်ပြည်နယ်ကြောက်ဖြူမြို့ကကန်းကောတော်ဘုရားသမိုင်းအကြောင်းအခြေခံပြီးတော့ရေးသားထားတာဖြစ်ပါတယ်တန်တာကြီးလာကန်းကောတော်ဘုရားသမိုင်းအကြောင်းစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုအဆုံးထိလေးလာနားဆင်ဖို့အတွက်ဖိတ်ကိုလိုက်ပါရစေ။ ောတုံကလေးတို့မဟုတ်ရေအောင်မျိုးတို့အပိုင်း6မင်းညားကပင်ရေတင်းလေတင်းထွက်လာကြတဲ့ဦးအောင်သာဇံရဲ့ရွက်လှည့်ကြီးတွေကတော့ဝုံမရိတ်မျိုးကိုဒီနေ့မနက်မှာပဲရောက်လာခဲ့ကြပါတယ်ဝုံမရိတ်မျိုးကြီးဆိုတာကတော့အာရီယန်ရဲ့မျိုးကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကောတုံကလေးမျိုးထက်ပိုပြီးတော့မှရှိကြပါတယ်ဒါပေမဲ့ဦးအောင်သာဇံတို့ကတနေ့လေအနည်းဆုံး2ချိန်3ချိန်လောက်ရောင်းနေကြဖြစ်တဲ့အတွက်ကြောင့်မလို့ဝုံမရိတ်မျိုးနဲ့ကတော့မစိမ့်ပါဘူးဒါကြောင့်မို့လို့လဲ သူတို့ရဲ့ရွက်သိမ်းမှုကြီးကိုစိတ်ကက်မှစိတ်ကက်ပြီးတော့သူတို့ဆက်တွေ့နေကြသူတို့ရဲ့တထေးကြီးအာလီဘာအိမ်ဘက်ကိုစိတ်ကမ်းဘက်ကနေတက်လာခဲ့ကြပါတယ်။ဥအောင်သားစံတို့ကတော့အရင်အရင်တိုင်းပဲသူတို့ရွက်သိမ်းမှုကြီးတွေကပါလာတယ်မြောက်ကွန်ပီစီတွေကိုအာလီဘာအိမ်မှာအနှံပြီးတော့အာလီဘာစီကနေပြီးတော့မှခေါမကြီးရွမကြီးတွေကိုကောတုံဝဲတို့တင်ယူတွားခဲ့ရရတာပါ။အာလီဘာရဲ့နန်းတော်ရမြအခမ်းနာတဲ့ကျောက်သားတင်ခိုက်ကြီးကဘုံမဲမျိုးရဲ့မြို့လယ်မှာရှိတဲ့အတွက်ကြောင့်မလို့ မျက်နှာကောင်ရထားကိုစီးပြီးတော့မှငှားသွားကြရပါတယ်။အလီဘာရဲ့အိမ်နဲ့နေလေလေလူသွားလူလာဈေးသွားဈေးပြန်တွေကပိုပြီးညလေလေဖြစ်ပါတယ်။ဂုံဘိုးဂုံသွေးမင်းလေးရထားတွေကလည်းပဲလမ်းတိုင်းလိုလိုမှရှုပ်ရှက်ခန့်နေကြတာတွေ့ရပါတယ်။အလီဘာရဲ့ကျုပ်စိအုတ်ကတတိုင်းဝင်ပေါက်ရောက်မှာမြင်းထားကြီးကရက်သွားခဲ့ပါတယ်။မြင်းထားဘူကနေဥအောင်တန်ဆန်တို့ရှင်းလိုက်ကြတဲ့နဲ့အလီဘာကတကားဆောင်ပြီးတော့ဆလာမန်မာရီဆိုပြီးသူတို့ဘာသာစကားနဲ့အလေးပြုပြီးတော့ ချက်ချင်းတကားခွင့်ပေးပါတယ်။ဥအောင်တော်ဆန်တို့ကတော့ဒီနေ့လေနှစ်ခါသုံးခါလာနေကြဖြစ်တဲ့အတွက်ကြောင့်မလို့ဓာကောက်ချိုက်ငမွေးတောင်ဝန်တအာလီဘာရဲ့တကားမှုကြီးကကိုတုံဂရိမျိုးတထေးကြီးဥအောင်တော်ဆန်ကိုတိနေခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့လေချက်ချင်းဝင်းတကားကြီးကိုဖွင့်ပေးခြင်းဖြစ်ပါတယ်။ကျောင်းနိုင်ရဲ့ဒီဇိုင်းမောဘကနေပြီးတော့အာလီဘာရဲ့အကြောက်ဒိတ်သေးကိုခြေလန်30ခန်းရှောက်ကြရပါတယ်။ဘေးနှစ်ဖက်မှာရေကန်ရှင်နှုံးမျိုးကြီးနဲ့ပတ်လင်မှာစွန်ပလန်ပိန်တွေ တောင်ထမ်းပင်တွေနဲ့အစီရှိနေပါတယ်။ကျောက်စစ်လေကစေတစ်ခန်းကိုကျွန်တော်တို့တက်ကြရပါတယ်။ကြီးပြားကတကားကြီးကိုဖွင့်ထားတဲ့တကြောင်မလို့ကိုစိုးရောင်ဆောင်ခင်းထားတဲ့ပုံစံတွေကတော်တော်လေးကိုခန်းထားတဲ့ပုံစံဖြစ်နေပါတယ်။ကျွန်တော်တို့အိမ်ထဲကိုရောက်သွားတဲ့နေ့တစ်ပိုင်းနဲ့အဲကမှတန်ရှင်းရှင်းလုပ်နေတဲ့အာရီယာမလေးတယောက်ကထိုင်ကြပါဆိုပြီးပြောပြီးတော့အပေါ်ထက်ကိုတက်သွားခဲ့ပါတယ်။ခဏကြာမှပဲဘုံဂရိတ်တထေးကြီးအာလီဘာက အပေါ်ထက်ကနေရှင်းလာပြီးတော့ကိုဒုံဝဲကတထေကြီးဥအောင်သားစံလေတကြီးတင်္ကာကျော်လေတကြီးလက်ထောက်မထီးထန်တို့ကိုကိုစိုးပေါ်မှာဒူးထောက်ပြီးတော့ထိုင်ပါတယ်ထိုချိန်ကျမှရှင်းလာကလေးကလက်ပူရဲ့တဆက်ဆက်လှုပ်လာတော့လက်နှစ်ဖက်ကလည်းဖြေချလိုက်ပါတယ်ထိုခါဥအောင်သားစံတို့ကလည်းနှုတ်ဆက်တဲ့သဘောဖြစ်ပူထားကြတဲ့လက်အုပ်ချီထားတဲ့လက်တွေကို ဖြေရှိုးလိုက်ကြရပါတယ်ကိုတုံခွေမင်းလာမယ်ဆိုတဲ့ ။တထင်းကိုရကလေးကမျောနေကြတာပါကိုတော်ဝဲတထီတို့။မမတထင်းမင်းကိုစိမ့်နေဖျားကြမ်းမှချမ်းသာကြပါစေ။တထင်းမင်းတို့ဘိုးသားရဲ့မေတ္တာတွေကြောင့်အာလီဘာရဲ့ဆုံးမစကားမဆုံးမီမှာပဲသူ့ရဲ့ဇလီစန်နမိတ်ကသူ့ရဲ့ရှိကိုရောက်လာတဲ့ပြည့်အာလီဘာရဲ့ပြောရောပြောစဉ်စကားကထိအားတော်ခဲ့ပါလေ။ပြီးမှပဲချမ်းသာကြပါတယ်။ဦးလဲစကားကိုအာလီဘာကထပ်ဆက်ပြီးတော့ပြောပါတယ်။အာလီဘာရဲ့ကတော်စန်နမာကကျေးလင်မန်းထေက လိုစင်းဒင်းချင်းကိုတုံးခွက်ကိုကိုစိုးကအုတ်ခုံပေါ်မှာတင်လိုက်ပါရဲ့တုံးဆောင်ကြပါဆိုပြီးတော့အာလီဘိုင်ရဲ့အနားမှာယိုယိုကျူးကျူးထိုင်ပါတယ်ပြီးမှလက်အုပ်ချပြီးတော့အတင်းမင်းတို့ကိုစိုက်ကြမှာရှိကြပါစေဆိုရဲနှုတ်ဆက်စကားကိုစပြီးပြောပါတယ်ဒါကလေသူတို့ရောက်လာတိုင်းနှုတ်ဆက်နေကြစကားဖြစ်တဲ့အတွက်ကြောင့်မလို့ဦးအောင်သားဇန်တို့ကလည်းအပြန်လန်နှုတ်ဆက်ကြပါတယ်အတင်းမင်းတို့ရောက်လာတာအခါကောင်းအခွင့်အသင့်ပါပဲ အခုရောမမှာစစ်ကြီးဖြစ်နေတော့ပေါ်ကြီးတွေကိုရှော့စင်းနဲ့ရောင်းနေကြတဲ့အတွက်ဘုံရိုက်မှာလည်းပဲခေါမကြီးရောမကြီးတွေအလုံးပေါ်ပါတယ်။လာနေကြဖြစ်တယ်လို့လာရင်ကိစ္စမှာလည်းကုံရောင်းကုံဝဲကိစ္စသာဖြစ်တဲ့အတွက်ကြောင့်မလို့အလီဝါရဲ့စကားကလူရင်းတူရှင်းတဘောကုံပစ္စည်းရင်းနှောင်းအကြောင်းကိုပြောပါတယ်။ကြားရတာကျွန်တော်တို့အတွက်အဝမ်းတကြီးဖြစ်ပေမဲ့လည်းပဲအလီဝါကရင်းရင်းကျကျပြုံးပြီးလက်ကလိုက်တဲ့ဖြစ်ဦးအောင်သာဇန်ရဲ့စကားကရက်သွားခဲ့ပါလေ။ဦးအောင်သာဇန်ရဲ့ဆိုလိုရင်းကတော့ ယောမစစ်ကြီးကြောင့်ယောမကြီးခေါမကြီးတို့ကိုရှော်စင်းနဲ့ရောင်းချနေကြလျင်အာလီဘာကဒီခင်းအရင်အခောက်များကပုံစံမျိုးပဲသူစီကအဖိုးအခါကိုမရနိုင်ရော့သူတို့ရဲ့တက်တာတော့လဲအာလီဘာအတွက်ကအမြတ်နေသွားပါမယ်ဒါကြောင့်မလို့ဦးအောင်သားဇန်အနေနဲ့ရခင်ဈေးတိုင်းဈေးပေးမိကိုသာပြောပေမဲ့လည်းပဲအာလီဘာကလက်ကလိုက်တဲ့အတွက်ကြောင့်မလို့စကားကိုရလိုက်ရချင်းဖြစ်ပါတယ်မင်းစည်းပီစည်းဆိုတာတထေးစည်းပါပဲမိတ်ဆွေကြီးများ အာလီဘာရဲ့စကားကိုနှစ်လို့ဝမ်းမြောက်ွယ်ကောင်းလာတဲ့တိုင်းပြည်နိုင်ငံမှာမင်းနစ်မင်းပြည်သူပြည်သားတွေကတတ်မှတ်ဈေးကိုသာတထေးများကလိမ့်နာကြရပါတယ်။အပိုလိုမရှိစရာဆိုတဲ့တိုင်းကြီးပြည်ကြီးရဲ့မင်းအဆက်ဆက်နဲ့ပြည်သူပြည်သားတွေရဲ့အဆက်ဆက်ကျင်းသုံးခဲ့ကြတဲ့စည်းကမ်းဥပဒေထတွေကိုတထေးတွေကလည်းလိမ့်နာကြရမယ်ဆိုတဲ့အာလီဘာရဲ့စကားကဦးအောင်သားဆန်ပါလေသူစကားအဆုံးထိမပြောမိလိုက်တာပေါ့ပဲတော်ပါသေးရဲ့ဆိုပြီးတတိယတော့ပါတယ်။ဒါကြောင့်မလို့ သူတိုက်ခါလေးကြမတော့အောင်အာလီဘာလေးဂျေနတ်လက်အောင်စကားကိုပြန်ပြီးပြောပါတယ်။မိတ်ဆွေတထင်းမင်းခင်ဗျာကျွန်တော်ဆိုလိုတာကရေဘိုလိုတထင်းမင်းတို့ကျုပ်တို့ရောင်းဝယ်ဖောက်ကားတာကောင်းတယ်ဆိုပေမဲ့တစ်ဖက်ရောမခုံးမစစ်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဤသူပြည်သားတွေရဲ့အတိတ်ဒုက္ခကိုဆင်ခြင်မိလို့ပါဆိုပြီးပြန်လည်ပြောခဲ့ပါလေ။တထင်းမင်းစကားကိုဆိုင်းပြမိတဲ့အတွက်ကျွန်တော်ကိုခွန်းလို့ပါ။အာလီဘာကလက်အုပ်ချီပြီးတော့ထပ်ပြီးတော့မှ ပြောပါတယ်။အကျောင်းခွန်ပိုင်းရဲ့စကားကိုလည်းခွန်းလို့ပြကြပါ။ ကျွန်တော်မတို့မှာတစုံတရာတို့တောက်ကတွေကြောင်းအကျောက်ခံပန်းစကားမမိသွားတယ်ဆိုလို့ရှိရင်လည်းမိမိဘတွေရဲ့အစီအလာကိုထောက်ပံ့ပြီးတော့ထောက်ထားပြီးတော့ကော့တွန်ဂရိတာတထင်းမင်းအာလီဘာရဲ့ကတော်ကဒုက္ခပွင့်ဒီစကားကိုဘိုးစဉ်ပေါင်းဆက်ချီပြီးတော့မှတောင်းပန်လာတဲ့ခံပါဦးအောင်တာဇန်တို့မှာအာလီဘာတို့ဇနီးမောင်နှံကိုအလွန်အားနာသွားကြပါလေအာလီဘာရဲ့ကတော်ရဲ့ဆိုလိုရင်းကတော့ကော့တွန်ဂရိမျိုးကတထင်းမင်းများနဲ့ပုံမဲမျိုးကတထင်းမင်းများဆိုတာ ်အခုမှသာရောင်းဝယ်ဖောက်ကားဆက်ဆံကြတဲ့သူတွေမဟုတ်ပါဘူးဘိုးဘေးပြည်ပြင်ဆက်ဆက်ရောင်းဝယ်ဖောက်ကားလောက်လာကြသူတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့ခင်ပွန်းစကားမှားမိတယ်ဆိုလို့ရှိရင်ခွန်းလောက်ပြေးဖို့အတွက် သူကပါတောင်းပန်စကားပြောနေခြင်းဖြစ်ပါလေအမှန်လေးဟုတ်ပါတယ်အာလီဘာနဲ့ဥအောင်တာဇန်တို့ကအခုမှဖောက်တယ်တွေမဟုတ်ပါဘူးမိဘဘိုးဘွားလက်ထက်ကလေးကဖောက်တယ်ဖြစ်ကြတဲ့အတွက်ကြောင့်မလို့အစင်းစင်းအဆက်ဆက်တူအင်္ဂတ်အူရုံရုံကြီးကြီးရောင်းဝယ်ဖောက်ကားလာကြတဲ့ဘိုက်ဆွေအရင်တွေပဲဖြစ်ပါတယ်သူတို့ပြည်ရဲ့ အစင်လာဇက်ကြီးဇက်နဲ့အယူဆတွေကြောင့်အဖျိုးဆိုနေထိုင်စားတောက်တွေကိုဆင်ကျင်ကြရတဲ့ဆိုပေမဲ့စစ်လင်္ကာနေအယူကလေးကပင်မိဘတွေကုံရောင်းကုံဝင်တွာလာကြရမှာလိပ်ပါဘူးတဲ့အတွက်ကြောင့်မလို့အာလီဘာနဲ့ဦးအောင်သာဇန်တို့ကတနည်းလျင်နှစ်ခါသုံးခါမြင်ဖို့တွေ့နေကြစကားပြောပြကြတဲ့အတွက်ကြောင့်မလို့မိဘတွေကွန်လန်သွားတဲ့အခါမှာလဲသူတို့ရဲ့မိဘတွေရဲ့ရောင်းဝယ်ဖောက်ပြခဲ့တဲ့အလုပ်ကိုရောက်လာကြသူတွေဖြစ်တဲ့အတွက်ကြောင့်မလို့အစင်လာမိတ်ဆွေကြီးတွေဖြစ်ကြပြန်ပါလေ။ သူတို့ဘိုးစင်ပေါင်းဆက်မိုက်ဆွေရင်းချာများဖြစ်လာကြတယ်မှာလဲစိတ်ဝင်စားစရာကောင်းကပါတယ်။အာရီယန်တွေကတော့ယခင်ကကိုတုံဂရိတာရခိုင်သားတွေနဲ့လုံးဝဆက်တွေမရှိခဲ့ကြပါဘူး။အာရီယန်တို့အဆက်တွေရှိတဲ့သူတွေကတော့ခေါမယောမသားတွေပဲဖြစ်ကြပါတယ်။ဒါကြောင့်မို့လို့အာလီဘာရဲ့ဘိုးဘေးတူဆက်တဲ့သူတို့ကသူတို့ရဲ့အာရီယန်ထွက်စန်တခုနဲ့တာနဲ့အမွေးကြံဟင်းခတ်ဖြစ်စီတွေကိုခေါမတင်သွားပြီးရောက်ပါတယ်။ အပြန်မှာဘုံရဲမျိုးရောက်ခါနေမှာသူတို့ရဲ့ရွက်လွေတင်မိုးကြီးကလေမုန်တိုင်းကြီးမိတဲ့အတွက်ကြောင့်မို့လို့လွင့်ပါလာခဲ့ပါလေ။ရေလကြအယောက်မှာကိုတုံဂရိတ်စိတ်ကမ်းမှာ ရှိတဲ့ကျောက်ဆောင်ကြီးတွေနဲ့ဝင်တိုက်ပြီးတော့ရွက်လေကြီးကအပိုင်းပိုင်းကျိုးပြတ်သွားခဲ့ပါလေ။တည်တဲ့သူကတည်ခြေသူမဖြစ် ဖြစ်ကုန်ကြပါလေ။ဘယ်တိုင်းဘေဘီကိုရောက်လာကြရဲဆိုတာမသိတဲ့အတွက်ကြောင့်မို့လို့အာလီဘာရဲ့ဘေးနဲ့တင်မိုးသားအာရီယန်တွေပါလေပဲ။ ပင်လယ်ကမ်းခြေကြီးကြောက်ဆောင်နားမှာတောင်တင်နေကြပါတယ်။ရဲတင်းဘောပေါ်မှာပါလာတဲ့စားနပ်ရိက္ခာတွေကလည်းပဲပင်လယ်ရင်ငယ်ထဲရောက်သွားကြတဲ့အတွက်ကြောင့်မို့လို့အစာရေစာငတ်ပြတ်ကုန်ကြပါတယ်။သူတို့ဖြစ်တောက်ရံရေချုံငတ်တဲ့အတွက်ကြောင့်မို့လို့ပင်လယ်ရင်ငယ်ကိုပဲတောင်းဝေးကြပါတယ်။ရင်ငယ်မှာတောက်လေတောက်လေငတ်မပြေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝမ်းရှိုးယောဂာနဲ့တရက်နှစ်ရက်အတွင်းမှာပဲတင်းဘောသား၂ရက်၃ရက်တည်ဆုံသွားခဲ့ကြရပြန်ပါတယ်။ အာလီဘာရဲ့ဘေးတော်ဒိုဆက်တဲ့သူကတော့ကြံသင်္ဘောသားတွေအာရီယန်နှစ်ယောက်နဲ့တေမဲရက်ကိုစောင့်နေရတယ်လို့ပဲဝင်လေကန်းဆက်ကြောက်ဆောင်ချီရဲ့မှာအစာငတ်ပြတ်ပြီးတော့တတိမရတစ်ချက်ရတစ်ချက်ဖြစ်နေကြပါလေသူအချိန်မှာပဲပင်လေမုန်တိုင်းကြီးစေးရဲ့ပင်လေပြင်မှာလည်းလိုင်းငယ်လိန်ကြီးဖြစ်သွားတဲ့အတွက်ကြောင့်မလို့မေကောက်ဒီဘက်ကိုကုံညောင်းကုံဝေထွက်လာကြတဲ့ဦးအောင်သားဆန်ရဲ့ဘေးတော်သူလေတကြီးနဲ့တွေ့ကြပါလေဦးအောင်သားဆန်ရဲ့ဘေးမှာ ရေချောင်းတော်လာသူတို့ရဲ့ဒုက္ခကိုစာနာထောက်ထားတတ်တဲ့ဖြစ်တဲ့တကြောင်လို့အာလီဘာရဲ့ဘေးနဲ့အာရီယန်တင်းမိုးသားနှစ်ယောက်ကိုလေပေါ်ပွေ့တင်ပြီးတော့ပြူးစူးဆောင်ချောက်ခဲ့ကြပါတယ်။ထိုအခါကျမှအာလီဘာရဲ့ဘေးနဲ့အာရီယန်တင်းမိုးသားနှစ်ယောက်ကလည်းပဲအသက်ချမ်းသာရာရခဲ့တာပါ။ရမလာတဲ့အခါမှာအာလီဘာရဲ့ဘေးနဲ့အာရီယန်နှစ်ယောက်ကတော့တို့ရဲ့အသက်ကအမိမွေးခဲ့တဲ့အသက်မရှိတော့ဘူး။ကိုတုံဂရိတ်သားတို့ကဲတဲ့အသက်ပဲရှိပါတော့တယ်။ ။ဒါကြောင့်မလို့သူတို့ဘုံမွဲမျိုးကိုလိုက်ဖို့ပါ။ Aryan Tank ရဲ့ဘုံမြတ်မျိုးကိုရောက်ရင်ဂျေဆုဆက်ပြရစေဆိုပြီးအချင်းချင်းပြောတဲ့အတကြောင့်မလို့ဥအောင်တာဆန်ဘေးရဲ့ရဲ့တင်းပေါ်ကြီးမှာအာလီဘာကြီးဘေးဟာလမ်းပြပဲ့ကင်ဖြစ်တင်းဆောင်ပြီးတော့ဘုံမွဲမျိုးကြီးကိုလိုက်သွားခဲ့ကြပါတယ်။ဒီကနေစပြီးတော့မှသူတို့မြောက်ကညီကိုရင်းချာတပွေဖြစ်သွားကြပြီးတော့နောက်ပိုင်းမှာတော့ကော့တွန်ဂရိတာဂုံတွေတွေနဲ့ဘုံမရိတာဂုံတွေတွေကတနေပိုင်းတနေပါပြီးတော့စတင်ကူလူဆက်ဆံမှုတွေပြုလုပ်လာခဲ့ကြပါတယ်။ ဒါတော့ယခင်ဥအောင်သာဇန်နဲ့အာလီဘာဘာတို့ခေတ်အထိဖြစ်ခဲ့တာပါဒါကြောင့်မလို့တူနဲ့တူအပြန်လွန်အားနာလွန်ကြပါလေယခုခါကျွန်တော်မတို့မှာတစုံပြာသောတောကကြောင့်အကျော့ခင်ပွန်းစကားမှားယွင်းပါကလည်းဟူသောစကားနဲ့ခါတိုင်းကောက်ကလို့တက်တက်ကြွကြွပြောပြောရှင်းရှင်းမရှိကြပဲမျိုးငန်းနေရတဲ့မျက်နှာတို့ဖြင့်ယခုအာလီဘာကတော်ရဲ့စကားကလည်းပဲအဆုံးထိကိုပင် ပြောပြနိုင်ဆုံးမရှိပဲမျက်ရည်ပေါက်ပေါက်ကြပြီးတော့ ခေါင်းခုံးဆိုင်ငယ်ဖြစ်နေတာကိုကျွန်တော်မြင်လိုက်ရတဲ့အခါမှာဦးအောင်သားစံတို့ကောတုံဂရိတ်သားတွေကဘလို့နေရမှန်းမသိဘူးဘလို့မင်းမြရမှန်းမသိပင်နဲ့ရုတ်တရက်အမင်သက်သွားခဲ့ကြပါတယ်စံတမရေကိုကိစ္စနဲ့သူများရောင်းဝယ်ဖောက်ကလာတာဆိုင်နောက်ချက်ဖြစ်စေခဲ့ပြီသလားဇန်နီကိုအင်ရှင်ကြီးယောက်ျားကပြောဘာပြောထားသလဲကွယ်ဦးအောင်သားစံတို့မျက်နှာညှို့ကြသွားပြီးတော့ခမင်သက်သွားကြပါတယ်ဒါကိုကြည့်ပြီးတော့အာလီဘာကသူ့ရဲ့ဇနီးစံတမကိုမမဲတယ်လို့ပြောလိုက်ပါတယ် ပြီးမှပဲမိုက်ဆွေရင်ကြီးတွေကိုကြောက်တောင်းပန်ပါတယ်စိတ်နှောက်ရှက်မဖြစ်ကြပါနဲ့ဇန်နမိုက်ဟာမိမစိတ်ကြောညံ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဖွင့်လို့ပေးကြပါအာလီဘာကလည်းသူ့မမစကားနဲ့သူ့မမရဲ့အပြုအမူကမိုက်ဆွေရင်ကြာကြီးတွေပေါ်ရိုင်းဆိုင်တယ်လို့ဖြစ်သွားပါလေတောင်းပန်ပါတယ်ဆိုတဲ့စကားကိုဆိုလာပြန်ပါတယ်ဦးအောင်တာဇန်နဲ့ကိုတုံခွေသားတို့ကအာရီယန်ရဲ့အယူအဆွဲအပြောအဆိုတွေကိုဒီတစ်ခါဂလိုနားလေရမှန်းတောင်မသိဖြစ်သွားကြပါလေ သူတို့မှာတစုံတစ်ခုသောဒုက္ခဒုက္ခတစ်ခုခုဖြစ်နေကြပြီဆိုတာကိုနားလည်လိုက်တဲ့အတကြောင့်မို့လို့မိတ်ဆွေရင်းကြီးခင်ဗျာကျွန်တော်တို့ညီကိုတွေလိုသဘောထားပြီးတော့အထင်မင်းကြီးရဲ့ဒုက္ခကိုပြောပြနိုင်မှာခင်ဗျာကျွန်တော်တို့ဒုက္ခဒုက္ခကတော့ရှန်နမဒေဝီသမီးကလေးကြောင့်ပါအာလီဘာကပြောတဲ့မပြောတဲ့ကိုခဏမင်းငိုင်စဉ်းစားနေသည်ဇနီးရှန်နမကအတန်တင်တိုင်းနဲ့ဝင်ပြောလာပါတယ်ဟင်းသမီးလေးဆန္ဒဒေဝီဟုတ်ဟုတ်ပါတယ်ဘလို့များဖြစ်လို့ပါလဲ တတိကိုလူကြီးခင်ဗျာမောင်ရင်နှမလို့သဘောထားပြီးတော့ကျုပ်တို့ကိုပြောပြနိုင်မလားခင်ဗျာမိတ်ဆွေကြီးတတိမင်းခင်ဗျာပြောရရင်မိတ်ဆွေတို့ကတော့အဲ့ Golden Grade ကညီကိုတွေအနေနဲ့ယုံကြည်ကြရအောင်ရှိမယ်မထင်ပါဘူးဒီစကားကိုအာလီဘာကအဝင်ပြီးပြောပါတယ်ဟုတ်ပါတယ်မောင်ကြီးနှမရှင်ကျွန်တော်မရဲ့သမီးလေးအဖြစ်ကဘူမရိတ်တတိကြီးအာလီဘာနဲ့ဆန်မိုက်တို့ရဲ့တူဦးတဲ့သောသမီးလေးဆန်တာဒေဝီကိုမိတို့မိဘုံဖြစ်တယ်ဆိုတာကို မိဘနှစ်ပါးမှာစကားဆုံးအောင်ပင်မပြောနိုင်ကြပါဘူး။အလီဘာကအခေါမိုးပုံ စိုက်ငေးကြည့်ပြီးတော့ခေါင်းလေဝေနေတယ်လို့စတီးဆန်နမိုက်မှလည်းပဲစကားဆက်မပြောနိုင်တော့ပဲရှက်ငင်နေပြန်ပါတယ်။သူတို့ကသူတို့တို့ကဘလောက်ထိကြီးမားတယ်ဆိုတော့ကိုတုံဂရိတ်မျိုးသားဦးအောင်သားဇန်တို့မှ လောလောဆယ်အကြအမြင်နဲ့ပဲဇန်နာဒေဝီအထွန်းနဲ့ဒုက္ခတခုတို့အကြီးအကျယ်ရောက်နေကြပြီဆိုတော့ကိုသိလိုက်ကြပါလေ။ခင်ကတော့ သူစီကိုစီတထေးစီကျွမ်းစီဆိုလိုမျိုးဒီလိုလေတကြီးလေတကြီးလက်ထောက်သူ့ကိုညီကိုရင်းချာမောင်နှမကြီးလိုမျိုးပဲ ပြောဆိုရင်မဆိုသားနဲ့တထေးကြီးချင်းချင်းတွေ့ကြတဲ့အချိန်မှာတော့မတထင်းမင်းဆိုတော့တုံးတုံးကအာလီဘာကိုတုံးတက်ပါတယ်မိုက်ဆွေကြီးဟူတဲ့စကားကိုပဲတုံးခဲလာပါတယ်အခုသူတို့မှာမိုက်ဆွေကြီးများညီကိုကြီးများဆိုတဲ့အတုံးတုံးကိုစံနမိုက်နဲ့မောင်နှမကြီးများကျွန်တော်မတို့များဆိုတဲ့စကားများကို ထောက်ချင်းအပြင်သူတို့အနေနဲ့ မချိမကဲတင်တော့အတွင်းထေကစိတ်တော့ကတခုရောက်နေကြတယ်ဆိုတာကိုဖော်ပြနေတယ်လို့ပဲဖြစ်ပါလေသူတို့အာရီယာနိုင်ငံကတော့ကိုတုံကလေးမျိုးကြီးလိုမျိုးလူမှုဆက်ဆံရေးမျိုးမရှိပါဘူးအာရီယာရဲ့စကားနဲ့ပြောရရင်ဗယံပဒါဘရုတ်ဒုက္ခမဟုတ်ပါဘူးခွဲခြားမှုဇန်နင်းဇန်မြင့်တွေလည်းရှိပါလေဇန်မတူတူတွေနဲ့ကျန်းတပြည့်တွေပင်မထိုင်းနှစ်တောင်းတထွာအနည်းကိုလေဇန်မတူလျင်မကတ် နေအတူမနေအတူစားဖို့ဆိုဒီမှာ ဝေလာဝေးပင်ဖြစ်ပါတယ်။ဒါကြောင့်မလို့လေဒီမြဘိုးစင်ပေါင်းဆက်ရံဝယ်ဖောက်ကလာခဲ့ကြရမှာယခုဥအောင်တာဆန်တို့လက်ထက်အထိအာလီဘာနဲ့ဥအောင်တာဆန်တို့ကတချိန်တခါမှသမင်းလက်စုံမစားခဲ့မှုပါဘူး။အာလီဘာနဲ့ဥအောင်တာဆန်တူဦးလည်းမဟုတ်ပါဘူး။သူ့ဖေသူ့ဖိုးသူ့ဘိုးဘေးတွေလေအာလီဘာရဲ့အဖေအဖိုးဘေးတွေနဲ့သမင်းလက်စုံတနက်မှစားပူးသွားကြတာမျိုးမရှိပါဘူး။ဥအောင်တာဆန်မှတ်မိသလားဆိုရင်သူ့ဖေလက်ထက်တုန်းက ဘုံရဲမျိုးကိုကုံရောင်းကုံဝင်နဲ့လိုက်သွားတဲ့အချိန်မှာသမင်းစားချိန်မှာအာလီဘာရဲ့အဖေကတထင်းမင်းတို့တောက်ပါသမင်းတုံးဆောင်တွားကြပါအောင်ဆိုပြီးဖိတ်ထားပေမဲ့စားပြီးခဲ့ကြပါပဲခင်ဗျာတင်းဖို့မှာအလုပ်သမားတွေကိုသမင်းစားဆောင်နေဖို့မှာထားခဲ့ကြလို့ပါခင်ဗျာဂရေတကြီးစိုက်ကန်းဆင်းเสียရှိလို့ပါခင်ဗျာစားရှိတပြေဥပေတမင်းစကားတွေနဲ့ပြန်လာခဲ့ကြရကြီးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလိုအချိန်မှာအာလီဘာတို့လင်မယားနှစ်ယောက်ရဲ့ ခံစားနေရတဲ့ဝေဒနာပေါ်မှာကုညီရှင်စိတ်တွေကပိုပြီးဖြစ်တည်လာခဲ့ပါတယ်။ဒီနေ့ပြောပြပေးခဲ့တာကတော့ဆရာဖို့ကျော်ရေးသားထားတဲ့ကောတွန်ဂရိတ်သို့မဟုတ်ရေအောင်မျိုးလို့ဆိုတဲ့စာအုပ်အပိုင်း6ကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအစားဆုံးနားဆင်ပေးခဲ့ကြတဲ့အထူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာ ပြန်လည်ဆုံတွေ့ကြဖို့အတွက်အားလုံးကိုဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။